ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီးအနည်းဆုံးလူ188ယောက်ကိုသေဆုံးစေခဲ့တဲ့ကာမီကီတိုင်ဖွန်းမုန်တိုင်းဟာနိုဝင်ဘာလ6ရက်နောက်ပိုင်းဗီယက်နမ်နိုင်ငံကိုစတင် ဝင်ရောက်တိုက်ခတ်ချိန်မှာဂီယာလိုင်းနဲ့ဒက်လက်ဒေတာကအင်္ဂါ18လုံးပျက်စီးပြီး အ ਨੇ ဆုံးလူ၅ဦးသေဆုံးခဲ့တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကထုတ်ပြန်ပါတယ်။အသက်64နှစ်အရွယ်ထရန်ဂိုအန်ကလွန်ခဲ့တဲ့10နှစ်ကတိုက်ခဲ့တဲ့မုံတိုင်းပြီးဒီမုံတိုင်းကအကြီးမားဆုံးဖြစ်ပြီးနေအိမ်ခေါင်းမိုးပေါင်း3000ကျော်လွင့်ပါကလေနဲ့တင်မောဆက်တစည်းနှိမ့်ုပ်ခဲ့ရတယ်လို့တစ်ပင်တွေပြိုလဲခဲ့တာကြောင့်လဲလူပေါင်း1.6တန်းပြည့်စစ်ပြီးပြတ်တောက်တဲ့ဒဏ်ကိုခံခဲ့ရတယ်လို့ပြောသွားခဲ့ပါတယ်။ ီယက်နမ်ဟာလက်ရှိကမ္ဘာပေါ်မှာအပူပိုင်းမုန်တိုင်းအနေနဲ့ဆိုးဝါးစွာတက်ရောက်နေတဲ့အနေမျိုးဖြစ်နေကတနစ်ကိုတိုင်ဖုံးတဲ့တခြားမုန်တိုင်းပေါင်း10လုံးလောက်တိုက်ခတ်ခံရပြီးခုတိုက်ခတ်ခဲ့တဲ့ကာမေကီတိုင်ဖုံးဟာ73လုံးမြောက်ဖြစ်ပါတယ်။ဗီယက်နမ်အလဲပိုင်းကိုဦးတည်တိုက်ခတ်နေတဲ့ဒီမုန်တိုင်းဟာတနအီကို62မိုင်လုံးနဲ့တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလကုန်ပိုင်းကလေးကဗီယက်နမ်မှာစံချိန်တင်မိုးရွာသွန်းနေတာကြောင့် ပင်လယ်ကမ်းခြေဒေသနဲ့မြင်းများပေါင်းစုံရာဒေသတွေမှာ ထူးကဲရေကြီးမှုတွေဖြစ်ပွားနေခဲ့ပြီးခုမုံတိုင်းကြောင့်ရေကြီးမှုတွေထပ်မံဆိုးရွားလာမှာဖြစ်ပါတယ်။